မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 19ရက်နေ့နေ့လယ်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့မှာအကြမ်းဖက်စစ်တပ်ကစစ်ဘိုလ်ဇော်မင်းထက်ရဲ့ညီမင်းနိုင်ထွန်းကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့အတွက်ငွေကျပ်3300နဲ့ပြန်လည်ရွေးထုတ်လာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဝင်ဘာလ16ရက်နေ့အုပ်ဖို့မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကပြည်သူများကိုပေါ်တာဆွဲလိုက်လံဖမ်းဆီးတဲ့အချိန်စစ်ဘုဇော်မင်းထက်ရဲ့ညီဖြစ်သူမင်းနိုင်ထွန်းကိုပါအကြမ်းဖက်စစ်ကောင်စီတပ်သားများကဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးဖမ်းဆီးသွားပြီးတဲ့နောက်စစ်ဘုဇော်မင်းထက်ကစစ်ကောင်စီတပ်သားများထံတွားရောက်ပြီးတော့ငွေကျပ်သိန်း30နဲ့၎င်းရဲ့ညီမင်းနိုင်ထွန်းကိုပြန်လည်ရွေးထုတ်လာရတယ်လို့သိရပါတယ်သူတို့ကအုပ်ဖို့မြို့ဇေတဝန်နယ်လမ်းမှာနေတာစစ်ခွေးတွေမြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်သူ့ညီပါဖမ်းဆီးခံလိုက်ရတာ ဖမ်းဆီးခံလိုက်ရလို့လိုက်ထုတ်တဲ့အချိန်မှာစစ်ခွေးတွေဘက်ကလည်းပတ်စံ330ပေးမှပြတ်လွတ်ပေးလိုက်လို့ရက်ကွက်ထဲမှာပောက်ကွဲပြီးတော့អော်ဆဲနေတယ်သူတို့ရဲ့အဖေကတက်တော်ဝင်တန်းပေးစင်စားတူပါပဲလို့စီရေးတဲ့တင်ရင်းမြစ်ကပြောဆိုထားပါတယ်အုပ်ဖို့မှာအကြမ်းမတ်ဆက်တက်ကပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးမှုများနေ့စဉ်ပြုတ်လုံနေပြီးတော့ဖမ်းဆီးခံရတဲ့လူငယ်များရဲ့မိဘဆွေမျိုးများကငွေနဲ့လိုက်လံရွေးထုတ်နေရကြောင်းတင်ရန်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အမေရိကန်နိုင်ငံသားခံယူထားတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းဆရာတော် ဥပညာဇောတာခေါ်နတ်ဇောကိုစေကောင်းစီကနိုဝင်ဘာလ23ရက်နေ့ကရန်ကုန်မြို့မှာဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆရာတော်ဥပညာဇောတာဖမ်းဆီးခံရရတဲ့သတင်းဟုတ်မှန်ကြောင်းဆရာတော်နဲ့နှိဆက်တဲ့ရန်ကုန်မြို့နေနိုင်ငံရေးအကျဉ်းသားတူကအတည်ပြုပြောကြားထားပါတယ်။နိုဝင်ဘာလ23ရက်နေ့ညနေ4နာရီလောက်ကစော်ဘွားကြီးဂုံးသားမှာသူ့တက္ကမအရှိမာတဲ့ဖမ်းသွားတာဘယ်အဖွဲ့ကဖမ်းခေါ်သွားတာလဲတော့မသိဘူး။စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ခေါ်သွားတာ။သူကအမေရိကန်နိုင်ငံသားခံယူထားတယ်လို့သိရတယ်။မင်္ဂလာတုံမြို့နေနွယ်ခွေကဖုန်ကြီးကြောင့်ပနတ်ချပွဲလာခြင်းနဲ့အဖမ်းခံရတာလို့ပြော ောက်ဆိုထားပါရယ်ဆရာတော်ဥပညာဇောတာဟာ1990ပတ္တနေကုစနတပိတ်ကန်ဆောင်ပွဲမှာတစ်ကြိမ်1998ခုနှစ်မှာတစ်ကြိမ် ်နိုင်ငံရေးလှုပ်ရှားမှုနဲ့ထောင်ဒဏ်2ကြိမ်ကြာခံဘူးတဲ့နိုင်ငံရေးအကျဉ်းသားဟောက်တယောက်ဖြစ်တယ်လို့သိရပါဗျ2008ခုနှစ်ရွှေဘွားရောင်တန်ကလှုပ်ရှားမှုမှာပါဝင်ပြီးတဲ့နောက်အမေရိကန်ပြည်ထောင်စုမှာပြောင်းရွှေ့အခြေချနေထိုင်ခဲ့သူဖြစ်တယ်လို့သိရပါဗျ။ဥပညာဇောတာနဲ့အတူသူ့ရဲ့တက္ကမဒေါ်မြင့်မြင့်တိမ်းမှာဖမ်းဆီးခံလိုက်ရတယ်လို့သတင်းတွေထွက်နေပေမဲ့အဲ့ဒီသတင်းကိုတော့တိကျအတည်ပြုနိုင်ချက်မရှိသေးတယ်လို့ဥပညာဇောတာကိုဗမာဖမ်းဆီးထားတယ်ဘာကြောင့်ဖမ်းဆီးထားတယ်ဆိုတာကိုလည်းမသိရသေးဘူးလို့ပြောပါဗျ။ဥပညာဇောတာဟာအမေရိကန်ပြည်ထောင်စုနယူးယောက်ပြည်နယ်ဘက်ဖလိုမြို့ မေတ္တာပါရမီចောင်းတိုက်ကចောင်းတိုင်ဆရာတော်ဖြစ်ပါတယ်ရန်ကုန်တိုင်းမင်္ဂလာတော်မြို့နယ်နွဲခွေရွာဖုန်ကြီးចောင်းပနဲ့ရိုက်တင်ပွဲအတွားဝါရှင်တန် DC ကမြန်မာတန်ယုံမှာဗီဇာတရားဝင်လျှောက်ပြီးတော့မြန်မာပြည်ကိုခိတ္တပြန်ကြွသွားတယ်လို့သိရပါတယ်2021ခုနှစ်အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာအမေရိကန်အစိုးရကသူ့နိုင်ငံသားတွေကိုမြန်မာပြည်ကိုမသွားကြဖို့ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွေမြို့မှာစစ်တပ်အရာရှိများနဲ့အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပြီးတော့လူနေထိုင်ခွင့်မရှိတဲ့တစ်တောမြေဥယျာဉ်ချမ်းမြေများကိုအကွက်ရိုက်ပြီးတော့ရောင်းချနေပြီးသိမ်းပေါင်းထောင်ပေါင်းချီပြီးတော့စီးပွားဖြစ်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်တပ်ထိပ်ပိုင်းတပ်မမှုဗျူဟာမှုတိုက်ရင်မှုအဆင့်အယားရှိများနဲ့ဇနီးများကပြည်ဦးလွေအင်ချမ်းမြေဈေးကွက်များအတွင်းကိုဝင်ရောက်လာပြီးတော့အမိတ်အာဏာနဲ့ ်မြေကွက်အယောင်းဝယ်များထဲမှာထဲထဲဝင်ဝင်ပါဝင်ပတ်သက်လာကြတယ်လို့သိရပါတယ်အထူးသဖြင့်လူနေထိုင်ခွင့်မရှိတဲ့တစ်တောမြေဥယျာဉ်ချမ်းမြေများကိုအကွက်ရိုက်ပြီးတော့အုပ်ချုပ်ရေးအဖွဲ့များထံမှစာရွက်စာတမ်းရယူပြီးတော့မြေကွက်များကိုရောင်းချလာကြခြင်းဖြစ်တယ်လို့သိရပါတယ်ပြည်ဦးလွယ်မှာပြည်သူစစ်ခေါ်ပြူစောထီး အုတ်ချုပ်ရေးအဖွဲ့နဲ့စစ်တပ်အရာရှိများကစုပေါင်းပြီးတော့အင်ချမ်းမြေအယောင်းဝယ်လုပ်ကင်ကြရမှာအမျက်အစွန်းကြီးမတဲ့အတွာရက်ကျေးအခြေပြုပြူစောတိလက်နက်ကိုင်းအဖွဲ့များပုံမှုပြီးတော့အင်အားကောင်းလာတယ်လို့သိရပါတယ်စစ်ကောင်စီထိပ်ပိုင်းတွေကလည်းအခုလိုမျိုးစစ်တပ်အရာရှိများကအင်ချမ်းမြေလုပ်ငန်းလုပ်ကင်ပြီးတော့စီးပွားရှာလာမှုအပေါ်သိရှိတော်လဲဒဇုံတရားအရေးယူခြင်းမရှိဘဲဆက်လက်ပြီးတော့လုပ်ကင်ခွင့်ပေးထားတယ်လို့သိရပါတယ်ပြည်ဦးလွယ်မှာစစ်တပ်အရာရှိများစွာအင်ချမ်းမြေလုပ်ငန်းလုပ်ကင်လာကြတဲ့တဲကဘုံမှုတန်းထွေးဖြူဘုံမှုအောင်ကျော်တက်ဘုံမှု မောင်အောင်ဘိုးကြီးဆက်အောင်ဘုံမူမျိုးစင်ထိုက်ဘုံမူမောင်မောင်တွင်တို့ပါဝင်တဲ့အဖွဲ့ဟာလည်းပြည်ဦးလေအင်ချမ်းမြေဈေးကွက်မှာလူနေထိုင်ခွင့်မရှိတဲ့မြေကွက်များကိုသိမ်းပေါင်းထောင်တောင်းချီပြီးတော့ရောင်းဝယ်နေကြတယ်လို့သိရပါတယ်။ပြည်ဦးလေမှာတက်ကအရာရှိတွေအကုန်လုံးအင်ချမ်းမြေအကျိုးဆောင်လုပ်ငန်းတွေထောင်နေကြတယ်။ဒါကခေရီဈေးချောင်းလိုကိုဖြစ်နေတာ တက်အရာရှိတွေကတော့နောက်ွယ်ကနေပါတာရှိတယ်လို့ရှေ့မှာပေါ်တင်လူလုံးပြပြီးတော့ပါကြတာတွေလည်းရှိတယ်စစ်တပ်အရာရှိကတော်တွေကလည်းအိမ်ချမ်းမြေလုတ်ကြတယ်တစ်တောမြေဥယျာဉ်ချမ်းမြေတွေကိုခြံခတ်အိမ်လေးတစ်လုံးအဖြစ်နဲ့တတ်တက်ရရလေးစောက်အပင်လေးပါလေးထည့်ပြီးတော့ရောင်းကြတာပဲတစ်တောမြေဆိုတာကလူနေခွင့်လည်းမရှိဘူးဒါပေမဲ့တက်အရာရှိတွေဆိုတော့တစ်တောကိုလည်းနည်းနည်းငွေပေးအုပ်ချုပ်ရေးအဖွဲ့ကိုလည်းငွေပေးပြီးတော့အရက်စာချုပ်တွေနဲ့ရောင်းချနေကြတာအုပ်ကြီးတွေ ထွေအုပ်တွေကလည်းငွေရတော့မြေခွက်အယောင်းဝယ်လုပ်လို့ရမယ်စာရွက်စာတန်းတွေကိုထုတ်ပေးကြတယ်မြေစင်းကလည်းမသိရင်စောင့်ပေးကြတာပဲအဲ့ဒါကြီးကအင်မတန်ကြီးမားတဲ့ business ကြီးကိုဖြစ်နေတာမြေခွက်တွေကလည်းသိန်းတထောင်ဝန်းကျင်ကနေစပြီးတော့ရောင်းဝယ်နေကြတာလုပ်ငန်းလေပတ်မှုအနေနဲ့ဆိုရင်ဒီစစ်တပ်အရာရှိတွေပါနေတဲ့မြေခွက်အယောင်းဝယ်ကသိန်းပေါင်းထောင်ပေါင်းချီတယ် တောင်ကြီးကနန်းပိုင်းအထိကိုလဲပတ်မှုတွေရှိနေတယ်လို့ပြင်ဦးလွင်ကအိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းအရသာပိုင်ရှင်တူကပြောဆိုထားပါတယ်ပြင်ဦးလွင်မှာစစ်တပ်အရာရှိများနဲ့ပူးပေါင်းပြီးတော့အိမ်ချမ်းမြေလုပ်ငန်းလုပ်ကိုင်ပြီးတခြားတစ်ဖက်မှာလည်းပြည်သူစစ်ခေါ်ပြူစောထီတပ်ဖွဲ့များထူထောင်ပြီးတော့ထောက်ပံ့နေကြသူများထဲမှာထွေအုပ်အရာရှိဟောင်းအောင်မောင်ထွေအုပ်အရာရှိဟောင်းကျော်စွာရွှေနန်းထိုက်ပိုင်ရှင်ရဲ့တားဖြစ်သူဟိန်းထက်အမတ်၁၀ရက်ကွယ်အုပ်ကြီးစိုးတီဟာ အမတ်ရှိရက်ကွက်အုပ်ကြီးတန်းဝဲလှိုင်အမတ်ဆက်ခွန်ရက်ကွက်အုပ်ကြီးတင်မောင်ဆွေကျွဲနွားထောက်အုပ်ကြီးထင်းမြင့်ပြူစောတိခေါင်းဆောင်ဖိုးစော်တို့ပါဝင်နေလို့သိရပါဗျ။ပြင်းဦးလေမှာမြေခွက်အယောင်းဝယ်လုပ်ငန်းဟာစီးပွားဖြစ်လွန်းတဲ့အတွက်ပါမန်ရက်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေတောင်မှကားစီးနိုင်တဲ့အထိချားနာလာကြတယ်လို့သိရပါဗျ။တခြားတစ်ဖက်မှာလည်းစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ငွေကြေးများအတင်းကျပ်ပြည်သူများထံကနေကောက်ခံမှုများကလည်းငွေကြေးများလှည့်စင်ပုံမှန်ရရှိနေကြတယ်လို့သိရပါဗျ။ ။အုတ်ကြီးတွေကလည်းကားတဝီဝီနဲ့ပြည်သူစစ်တွေကင်းလဲလို့ရှိရင်လည်းကားတဝီဝီနဲ့ပဲဝင်ရပေါ့ရာလန်းကများတယ်လေ။အရင်အုတ်ကြီးမဖြစ်ခင်ကလက်လုံလက်စားတွေကအခုတိုက်တွေကားတွေမိမတွေကလည်းရွှေတွဲလဲစိန်တွဲလဲတွေဖြစ်ကုန်ကြပြီ။တနေ့နဲ့နဲ့အတွဲမှာပထေးတွေဖြစ်ကုန်ကြတာလို့ပြင်းဦးလွေမျိုးကဒေသခံတရင်ရေးမြစ်ကပြောဆိုထားပါတယ်။ပြင်းဦးလွေမှာရှိတဲ့လူနေထိုင်ခွင့်မရှိတဲ့တစ်တော်မြေ၊ဥယျင်ချမ်းမြေ၊လေယာမြေများမှာစစ်တပ်ရာရှိများကအကွက်ရိုက်ပြီးတော့တိမ်ပေါင်းရာထောင်ချီရောင်းဝယ်မှုများဟာတရားဝင်မှုမရှိတော့လဲ သစ်တော်နဲ့မြေစည်ရင်ဌာနကတစုံတရာအရေးယူခြင်းမရှိဘူးလို့သိရပါတယ်မြေခွက်ကိုပြည်သူများကဝယ်ယူပြီးမှသာသစ်တော်နဲ့မြေစည်ရင်ကတရားမဝင်ဘူးဆိုပြီးတော့ဖြတ်သိမ်းခိုင်းမှုတွေလည်းဖြစ်ပေါ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့ကိုစစ်ကောင်စီကနိုဝင်ဘာလ9ရက်နေ့ကစတင်ပြီးတော့ဒီကနေ့နိုဝင်ဘာလ19ရက်နေ့အထိ10ရက်ဇက်တိုက်မိရှုပ်ဖျက်ဆီးနေပြီးတော့လေကြောင်းကနေဘုံကျဲမှုများကိုလည်းနေ့စဉ်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့ညအုပ်ပိုင်းကစတင်ပြီးတော့ချင်းညီနောက်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကမင်းတပ်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုစတင်တိုက်ခတ်ခဲ့ပြီးတော့ဒီကနေ့နိုဝင်ဘာလ19ရက်နေ့အထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။စစ်တပ်ကမင်းတပ်မြို့ကနေအိမ်တွေကိုမိရှုပ်ခြင်းလေကြောင်းကနေဘုံကျဲခြင်းများကိုဇ က်တိုက်လုံဆောင်လျက်ရှိတယ်လို့သိရပါဗျ။မနေ့ကနိုဗ ెంబ ာလ16ရက်နေ့ညပိုင်းမှာလဲအကြမ်းဖက်စစ်ကောင်စီတပ်ကမင်းတပ်မျိုးနှစ်မိုင်နဲ့သုံးမိုင်အနီးမှာရှိတဲ့နေအိမ်များကိုမီးပလင်းများကိုအသုံးပြုပြီးတော့မီးရှို့ဖျက်ဆီးခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်နေအိမ်အများအပြားမီးလောင်ခဲ့ရတယ်လို့သိရပါဗျ။ မီးတော့ရှုပ်နေတယ်မီးပလင်းတွေလက်နက်ကြီးတွေကနေတဆင့်မီးတွေလောင်နေတာပါနေအိမ်ဗနအိမ်ပျက်စီးသွားလဲဆိုတာတော့မသိရသေးဘူးလို့မင်းတပ်မျိုးနယ်ကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကိုရောမန်ကပြောဆိုထားပါတယ်လက်ရှိမင်းတပ်ရဲစခန်းနဲ့ခလိုက်ရနှစ်ခွန်လေးစစ်ကောင်စီရဲ့ချိန်လင်းတိုက်ရင်အနီးဝန်းကျင်များမှာတိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီးတော့မြေပြင်စစ်ကူမပေးနိုင်တဲ့အတွက်လေရင်နဲ့ဘုံကျဲချခြင်းများကိုစစ်ကောင်စီကလှုပ်ဆောင်နေတယ်လို့သိရပါတယ်မင်းတပ်မျိုးကိုလက်မလွတ်ရရေးအတွက်လေချောင်းကိုအဓိကအားကိုးပြီးတော့ခုခံနေတယ်လို့သိရပါတယ် နေတိုင်းလိုလိုဘုံတွေရာချီပြီးတော့ကျဲချနေတာ112လေရင်ရောတိုက်လေရင်ရောလေရင်ဘောင်းစုံနဲ့ဘုံတွေကိုကျဲချနေတာဖြစ်ပါတယ်ဆယ်ရက်အတွင်းမှာစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတာဘုံအလုံးရေပေါင်းထောင်နဲ့ချီပြီးတော့ရှိနေပါပြီမြို့ရဲ့နေရာတော်တော်များများကလည်းမီးလောင်ပြကြပြီးပျက်စီးသလောက်ကိုဖြစ်နေပါပြီလို့မင်းတပ်စီရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်နိုဝင်ဘာလ9ရက်နေ့ကနေပြီးတော့ဒီကနေ့အထိကိုမင်းတပ်မြို့မင်းတပ်ရဲစခန်းအရှိ ်ခေါလူရိတ်တာအောက်မှာရှိတယ်ချင်းမြစ်တာစားတော့ဆိုင်အိမ်တန်းတရားရုံးအောက်လမ်းမကြီးဘေးမှာရှိတယ်ကြည်သူတွေရဲ့နေအိမ်များဥပဒေရုံးနယ်မင်းတပ်မျိုးအနောက်ပိုင်းနတ်တလာတစ်အောက်ပံအိမ်တွင်းမှုကြောင်းအောက်ကားလမ်းမဘေးမှာရှိတဲ့နေအိမ်များဟာစစ်တပ်ရဲ့မီးရှို့မှုကြောင့်မီးလောင်ပြကြပျက်စီးသွားခဲ့ရတယ်လို့သိရပါဗျ။စုစုပေါင်းမီးလောင်ပြကြတဲ့အိမ်ခြေကတော့ယာကနန်းအထက်မှာရှိနေပြီးတိုက်ပွဲကတော့ဆက်ဖြစ်နေတော့မယ်စစ်တပ်ကတမင်ကိုမီးလိုက်ရှို့နေတာပါလို့မင်းတပ်စီရေးသတင်းရင်းမြစ်ကရှင်းလင်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်ရှင်မုတ်သီးရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူနှောက်ဦးတေဆုံးပြီးလေးဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ16ရက်နေ့ည7:00နာရီကအချိန်မှာဒဝယ်မြို့နယ်မှာရှိတဲ့ရွှေကူဂိတ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကအနီးနားမှာရှိတဲ့ကျေးရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးများဟာရှင်မုတ်သီးရွာကိုကြားရောက်ပောက်ကွဲပြီးအသက်19နှစ်အရွယ်မတ်ချက်မိုးစု နဲ့အမျိုးသမီးတို့တို့တေဆုံးက၄ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ရွှေကူဂိတ်ကိုတော်လိုင်းတပ်တွေလာပစ်ပြီးဆုတ်ခွာသွားတဲ့အချိန်ကြမှာစစ်ခွေးတွေကအနီးအနားမှာရှိတဲ့ရွာတွေကိုလက်နက်ကြီးနဲ့လှမ်းပစ်လို့ပြည်သူ၅ဦးတေဆုံးပြီး၄ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။